ောက်ယောဂါလို့ခေါ်တဲ့အစစ်ရောင်တဲ့သူတွေမစားတဲ့နဲ့အစားအစာ၅မျိုးကိုတင်ပြပါလား အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကောက်ပြောကာလို့ခေါ်တဲ့အစစ်ရောင်တဲ့သူတွေမစားတဲ့နဲ့အစားစာငါးမျိုးကိုကျမ်းမာရေးဘုဒ္ဓတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ချက်ကတော့ဂလီစာတွေဖြစ်ပါတယ်ကျွန်တော်တို့ဝတ်တာတူတူဆိုင်တွေမှာစားတတ်ကြတဲ့အသေးတွေကြောက်ကတ်တွေနှလုံးတွေစသဖြင့်ဒီလိုမျိုးဝန်းနှင်းသားတွေကိုတတ်နိုင်ဆုံးဆင်ခြင်ပေးဖို့အတွက်လိုအပ်ပါတယ်နံပါတ်၂ချက်ကတော့အရက်ဘီယာဝိုင်းအပြည့်ချူရီတောက်သုံးခြင်းတွေကိုလည်းတတ်နိုင်ဆုံးဆင်ခြင်ပေးဖို့အတွက်လိုအပ်ပါတယ်နံပါတ်၃ချက်ကတော့ပင်လယ်စာတွေဖြစ်ပါတယ်ကနန်းတွေခရူးတွေကမာတွေဂုံးတွေ ၄ပစွန်လေးငားမှာဆိုလို့ရှိရင်လည်းစာတင်းငားမျိုးတွေစသဖြင့်ဒီလိုမျိုးပင်လယ်စာတွေကိုလည်းတတ်နိုင်ဆုံးဆင်ခြင်ပေးဖို့အတွက်လိုအပ်ပါတယ်။နံပါတ်၄ချက်ကတော့ဟင်းဒီဟင်းရွက်တွေဖြစ်ပါတယ်။ဟင်းဒီဟင်းရွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အလွယ်မှတ်ကြရဲမြေပေါ်တထွားမြေရောက်တထွားအပင်တွေဥပမာဆိုလို့ရှိရင်ပဲပင်ပေါက်၊မှုန်၊မြစ်၊ကညွတ်၊ဟင်းနွယ် ပန်းကော်ဖီအားလို့စသဖြင့်ဒီလိုစားစာတွေကိုစားသုံးနေမို့လဲတန်နိုင်ဆုံးဆင်ကျင်ပေးဖို့အတွက်လိုအပ်ပါတယ်။နံပါတ်5အချက်ကတော့ Redmi လို့ခေါ်တဲ့ဥမာအမဲသားမျိုးတွေစိတ်တွေဝတ်သားတွေစသဖြင့်ဒီလိုမျိုးအနီရောင်ရှိတဲ့အစားအစာတွေကိုစားသုံးပေးခြင်းကိုလည်းတန်နိုင်ဆုံးဆင်ကျင်ပေးဖို့အတွက်လိုအပ်ပါတယ်။ ်ကောက်ယောဂါကအစစ်ရောင်တဲ့ယောဂါဆိုတာကခန္ဓာကိုယ်မှာ uric acid တွေများလို့ရှိရင်ဖြစ်စေတဲ့ယောဂါတစ်ခုဖြစ်ပါတယ်။ဒါကြောင့် uric acid များစေတဲ့ကျွန်တော်ပြောပြပေးခဲ့တဲ့အစားအစာ၅မျိုးကိုစားသုံးခြင်းကိုအတတ်နိုင်ဆုံးဂရုပြုဆင်ခြင်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်။ ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုတက်ဘုသူတာရတဲ့အသိပညာတခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်သိကျင်တာတွေမေးကျင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားငယ်ချင်းမိတ်ဆွေတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက် video တွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ